မင်္ဂလာပါဒီနေ့ဆရာမရှင်းပြပေးမှာကအခန်း၁၀အပိုင်းကိများပေါင်းခြင်းနဲ့နှုတ်ခြင်းရဲ့လေ့ကျင့်ခန်းပဲဖြစ်ပါတယ်ဆိုတော့ဒီလေ့ကျင့်ခန်းမှာနံပါတ်၁ကြည့်အောင်ကွက်လက်ဖြေပါနံပါတ်၁ကကွက်လက်ဖြေရမယ်အဲ့တော့ဒီမှာ၄ဒီမှာကွက်လက်ဖြေရမယ်ခုနှစ်ကနေဒီမှာပိုင်းခြေဖြစ်လာတာဒီ၁၄ဆိုတော့ပိုင်းခြေခုနှစ်ကနေ၁၄ဖြစ်လာတာဒီများလာတာဆိုတော့မြောက်ထားတာခုနှစ်၂၄၁၄ဆိုတော့နှစ်နဲ့မြောက်ထားတာဒါကြောင့်မလို့ဆရာမတို့၄ကိုလည်းပဲဘာနဲ့မြောက်ပေးမှာလဲ နည်းနည်းမြောက်ပေးမယ်ပိုင်းခြေကိုနည်းနည်းမြောက်ရင်ပိုင်းဝေကိုလည်းနည်းနည်းမြောက်မယ်ဒါကြောင့်မလို့၄နဲ့၄၈ရမယ်နော်ဒီကနေပြီးတော့မှ16ဖြစ်လာတယ်၄ကနေ16ဖြစ်လာတာဒီများလာတာဆိုတော့မြောက်ထားတယ်ဘာနဲ့မြောက်ထားတာလဲ၄နဲ့မြောက်ထားတာ၄၄၄၆ဆိုတော့ခုနှစ်ကိုလည်းဘာနဲ့ပဲမြောက်မှာလဲ၄နဲ့ပဲမြောက်မယ်ခုနှစ်၄၄၂၈ရပြီနော်နောက်တစ်ခုက36ကနေ6ဖြစ်လာခြင်း 36ကနေ6ဖြစ်လာတယ်ဆိုတော့နေသွားတာဆိုတော့စားထားတယ်။ဘာနဲ့စားထားတာလဲဆရာမတို့စဉ်းစားကြည့်အောင်နော်။66 4 36 6 6 4 36 6ကို sorry 36ကို6နဲ့စားလို့ရှိရင်6ရတယ်။ဒါကြောင့်မလို့54ကိုလည်းဆရာမတို့က6နဲ့ပဲစားလိုက်မယ်။ဆိုတော့69 54ရပြီနော်။နောက်တစ်ခုက36ကနေ ဒီမှာဘာဖြစ်လာလဲဆရာမတို့ဒီမှာစဉ်းစားရမယ်54ကနေ3ဖြစ်လာတာဒီဘာနဲ့စားထားတာလဲဆရာမတို့မသိဘူးတကယ်လို့အဲ့လိုမျိုးမသိဘူးဆိုလို့ရှိရင်ကလေးတို့အနေနဲ့54ကို3နဲ့စားလိုက်နော်အဲ့ဆိုရင်3 3 2 24 3 8 4 24ဆိုတော့3ညဘာနဲ့ဇားထားတာလဲ18နဲ့ဇားထားတာပေါ့ဟုတ်ပြီနော်18 34 54 18 34ဆိုတော့ဒီ36ကိုလည်းပဲဆရာမတို့ဘာနဲ့ဇားမှာလဲ18နဲ့ပဲဇားမယ်18 34 36ရပြီနော်ဒါဆိုဆရာမနံပါတ်1ကိုသွားမယ်အောက်ပါပိုင်ကိမြောက်ကိုအရှင်းဆုံးပုံစံဖြင့်ဖော်ပြပါအဲ့တော့အရှင်းဆုံးပုံစံဒီရေးရတဲ့ပုံစံဒီရှေ့မှာလဲတင်ခဲ့ပြီးသားဟုတ်ပြီနော်ဆိုတော့ကြည့်ရအောင်ကာကြီးက 8ပိုင်း6ပိုင်းကဲသူ့ကိုဆရာမတို့အရှင်းဆုံးပုံစံပြောင်းအဖြစ်တခါလဲရေးလို့ရတယ်ဒါပေမဲ့ဆရာမတို့ဒီသူ့ကိုဘာနဲ့စားလဲဆိုတော့အဆင့်တစ်ဆင့်ကိုလည်းရေးလိုက်ရင်ရမရေးချင်ဘူးဆိုရင်လည်းရတယ်ဟုတ်ပြီနော်အဲ့တော့သူ8ကိုရော6ကိုရောစားလို့ပြတ်တယ်ကင်းဒီ1အဲ့တော့2 3 4 6 4 4 8တခါလဲရေးလိုက်လို့ရတယ်ဒီဘေးနားမှာဝင်စားဝင်ပိနေအရှင်းဆုံးပုံစံဆိုပြီးတော့ရေးပေးရင်လည်းရတယ်ဟုတ်ပြီနော်အရှင်းဆုံးပုံစံနောက်တစ်ခါဝေးက12ပိုင်း8ပိုင်း ကဲဒီနှစ်ခုလုံးကိုစားလို့ပြက်တာပါရှိလေစက်နဲ့ကိုရောရှစ်ကိုရောပြက်တာဒီလေးနဲ့စားလို့ပြက်တယ်လေးနဲ့လေးရှစ်လေးသုံးလေးစက်နဲ့သုံးပိုင်းနှစ်ပိုင်းဒီအရှင်ဆုံးပုံစံနိုင်ပြီနော်နောက်ခငယ်က15ပိုင်း sorry 45ပိုင်း15ပိုင်းဆိုတော့ဒီနှစ်ခုစလုံးကိုဆရာမတို့15နဲ့စားလို့ရတယ်ဟုတ်ပြီနော်အဲ့တော့45အစာ15ဆိုတော့15တလီ15 15သုံးလီ45သူဒီအရှင်ဆုံးပုံစံ ်ရအကြီးက64ပိုင်း16ပိုင်းအခုဇလုံးကိုစားလို့ပြက်တာပါရှိလေ16နဲ့စားရင်ပြက်တာပေါ့16တလီ16 16လေးလီ64ဆိုတော့16ကိုလည်း16နဲ့စားမယ်64ကိုလည်းပဲ16နဲ့စားမယ်အဲ့တော့ဒီအဆင့်ဒီမလိုအပ်ရင်မရေးလို့ရတယ်သူစင်မပြောထားတယ်ဆိုတော့16တလီ16 16လေးလီ64လေးပိုင်းတစ်ပိုင်းဒီအရှင်းဆုံးပုံစံနောက်တော့ငှ42ပိုင်း 28ပိုင်းကဲသူ့ကိုဆံမလို့တစ်ကိုဒီတိုင်းထားလိုက်မယ်တစ်ကိုဒီတိုင်းထားပြီးတော့ဒီနှစ်ခုကိုဘာနဲ့စားလို့ပြတ်မလဲပေါ့နော်ဆိုတော့အဲဒီ28ကော40စနစ်ကောဒီနှစ်နဲ့စားလို့ရတယ်ဆိုတော့အဲ့လိုမျိုးလေးစဉ်းစားရင်းနဲ့သွားတဲ့ခါမှာဒီ14နဲ့ရတယ်ဒီနှစ်ခုစလုံးဟုတ်ပြီနော်ဆိုတော့ဆံမဒီတစ်ကိုဒီတိုင်းရေးထားလိုက်မယ်အဲ့ပြီးတော့ဒီဆံမတော့ကဒီ28ကိုလည်းပဲ14နဲ့28 40နှစ်ကကြတော့14 3 40နှစ် ။အဲကြောင့်မလို့14နဲ့4 14 3လေးဆို1 3ပိုင်း2ပိုင်းဒီအရှင်းဆုံးပုံစံဖြစ်တယ်။နောက်တော့စလုံး54ပိုင်း55ပိုင်းအဲ့တော့သူ့ကိုဆင်မတော့ဘာနဲ့ရှင်းရင်ရလဲဆိုတော့ကို9လေး55ကို6လေး54ဟုတ်ပြီနော်အဲ့တော့နှစ်ခုစလုံးဒီပိုင်းခြေကိုစားတဲ့ဂိမ်းနဲ့ပိုင်းဝေကိုစားတဲ့ဂိမ်းဒီတူရမယ်နော်ဆိုတော့အဖြစ်ဒီကို9လေး55ကို6လေး54 6ပိုင်း9ပိုင်းရပြီနော် ခဏတစ်ခုကြည့်အောင်ခွက်လက်တွင်ပို၍ကြီးသော greater than တို့မဟုတ်ပို၍ငယ်သော less than တင်ငယ်တာလေးတွေကိုဖြည့်ပေးရမယ်ဆိုတော့သူ့ကိုဖြည့်ဖို့ရန်အတွက်ဆရာမတို့ကဒီတိုင်းပဲဖြည့်လို့မရအောင်အကျန်းထဲမှာစဉ်းစားကြည့်အောင်မယ်၄ဘိုင်း၃ဘိုင်းနဲ့၅ဘိုင်း၃ဘိုင်းဒီဘာပို့ကြီးတယ်လဲဆိုပြီးတော့ဘိုင်းချင်းညှိပေးအောင်မယ်ဟုတ်ပြီနော်အဲ့တော့ဒါဆရာမတို့အကျန်းထဲမှာတွေ့ကြည့်မယ်ပြီးမှပဲဒီမှာလာပြီးတော့မှ greater than less than ဖြည့်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ကကြီးက၄ဘိုင်း၃ဘိုင်း ့၅ပိုင်း၅ပိုင်းဆိုတော့သူ့ပိုင်းချိန်ကြီးပို့၄နဲ့၅နဲ့ဆိုတော့၂၀ထားလိုက်လို့ရတယ်၄ပိုင်း၅ပိုင်းနဲ့ဒီ၅ပိုင်း၅ပိုင်းကိုဆင်မလို့ပိုင်းချိန်ညှိကြည့်လိုက်မယ်၄၅၄၂၀၄၅၅နဲ့မြောက်မှာ၂၀၄၅နဲ့မြောက်တော့၁ကိုလည်း၅နဲ့မြောက်၅တလီ၅ဆိုတော့၅ကြတော့၅၄၄၂၀၂၀ဆိုတော့၂ကို၄နဲ့မြောက်တော့၄နဲ့၄၈ကဲဘယ်ဟာပို့ကြည့်လဲဆိုတော့၂၀ပိုင်း၈ပိုင်းကပို့ကြည့်တယ် 20ပိုင်း5ပိုင်းထက်ကြီးတာက20ပိုင်း10ပိုင်း20ပိုင်း10ပိုင်းဒီ5ပိုင်း2ပိုင်းကပို့ပြီးတော့ကြီးတာဟုတ်ပြီနော်5ပိုင်း2ပိုင်းဒီ4ပိုင်း2ပိုင်းထက်ပို့ပြီးတော့ကြီးတယ်ဆိုတော့ကြီးတာဒီ5ပိုင်း2ပိုင်းဆိုတော့ဒီလိုလာမယ်ပေါ့ဟုတ်ပြီနော်အဲ့လိုမျိုးလေးလာမယ်နောက်ခွေးကြီးအောင်5ပိုင်း10ပိုင်းရဲ့6ပိုင်း5ပိုင်းရဲ့ကဲသူ့ကိုလည်းပဲဆံမတော့ဘာလို့ပေးရမလဲပိုင်းချီညင်းရမယ်5ပိုင်း10ပိုင်း6ပိုင်း5ပိုင်း ဲဘယ်လောက်ထိုင်းရလဲ6နဲ့48 6 3 48ဆိုတော့6ကိုနည်းနည်းမြောက်တယ်6ကို3နဲ့မြောက်တယ်ဆိုတော့ပိုင်းခြေ16ရသွားရောဆင်းမမြောက်တဲ့အဆင့်နေမထဲတော့ဘူး6နဲ့48ဆိုတော့ဒီမှာပိုင်းဝေမှာရှိတဲ့6ကိုလည်းနည်းနည်းမြောက်8နဲ့46ပိုင်းဝေက9ကိုလည်း3နဲ့မြောက်9 3 45 6 3 48ကဲဒါဆိုရင်78ဘိုင်း16ဘိုင်းကနော်ပိုကြီးတယ်78ဘိုင်း15ဘိုင်းထက်ဒါဆိုရင်မူရင်းရဲ့ဘိုင်းကင်းနေရေးမယ်ဆိုရင်ဗာလေ 6ပိုင်8ပိုင်ဒီ greater than ဘာဖြစ်လဲ6ပိုင်5ပိုင်ထဲကြီးတယ်ဒါဆိုဒီမှာဘယ်လိုဖြည့်ရမှာလဲဒီလိုလေးဖြည့်လိုက်ရုံပဲဟုတ်ပြီနော်ကငယ်ကနဲ့16ပိုင်73ပိုင်ရဲ့နဲ့၄ပိုင်း၃ပိုင်းရကဲသူ့ကိုလည်းဆင်မတော်နိုင်ရှင်ရလိမ့်မယ်ဆိုတော့နှစ်တွေကိုခဏဖဲထားလိုက်မယ်ဆင်မတော်သူတို့ကတူတယ်ဆိုတော့သူတို့နိုင်ရှင်စရာမလိုတော့ ဲ့ဒါဆိုရင်သူ့ကိုဆယ်မလို့ပိုင်းချင်ကြီးတော့16ထားလို့ရတယ်အဲလေးလေးလီ16ဆိုတော့ဟုတ်ပြီနော်သူ့ကိုတော့16တလီ16 73တလီ73လေးလေးလီ16လေးအမြောက်လေး3အမြောက်လေးလေးဆိုတော့လေးလေးလီက16 3လေးလီက12ကဲဘယ်ဟာပိုကြီးလဲဆိုတော့16ပိုင်း73ပိုင်းကပိုကြီးတာပေါ့ဆိုတော့ဒီမှာတခါတယ်သူ့ကိုအဖြေကြီးလိုက်လို့ရတယ်ဒီလိုလေးပဲဟုတ်ပြီနော်နောက်တစ်ခုကနံပါတ်ကားကြီး စက်၄ဘိုင်းစက်၉ဘိုင်းနဲ့နစက်၃ဘိုင်းနစက်၉ဘိုင်းကဲဆမတ်တို့ပိုင်းချင်နေမယ်စက်၄ဘိုင်းစက်၉ဘိုင်းနစက်၃ဘိုင်းနစက်၉ဘိုင်းအဲ့တော့သူ့ကိုဘယ်လောက်ထားလို့ရလဲကျွန်တော်စဉ်းစားကြည့်မယ်၂၁နဲ့၄၄၂၂၂၁နဲ့၄၂၄နော်၂၁နဲ့၄က၄၂၁၄၃၄၁၄၃၄က၄၀နဲ့ နောက်ပြီးတော့ခေတ္တဆိုရင်ပိုင်းဝေကိုလည်း၃နဲ့မြောက်မယ်။၁၉၃လေးဆိုတော့၉၃၂၈၇ရေနှစ်မယ်။၃၄၃၅၁၉၃၄၅၈၂၉နှစ်နဲ့မြောက်မယ်။၉၄၈၈ရေ၁မယ်။၂၄၄၅ဆိုတော့58ဆိုတော့ပို့ကြီးတာဆမ်တို့ရှေ့ရလာတဲ့ဟာကိုပဲအရင်ရေးလိုက်မယ်။ဘာကြောင့်လဲဆိုတော့ဆမ်တို့ဖြည့်ရမှာမဟုတ်လို့နော်။ဒီလိုမျိုးလေးရေးကြည့်လိုက်လို့ရှိရင်ပို့ကြီးတာဒီလိုပို့ကြီးမယ်ပေါ့ ဟုတ်ပြီနော်သူဒီလိုလေးကြီးတဲ့ဟာချက်ဒီလိုလေးရေးတိုင်းပဲဒါမှမဟုတ်လဲဆရာမတို့ကအာဒီအဟုတ်ပြီအဲ့တိုင်းပဲရေးလို့ရမယ်ပေါ့ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်မူရင်းအပိုင်းကိန်းတွေရေးကြည့်အောင်14ဘိုင်း16ဘိုင်းကငဲ့တယ်နောက်တော့ဘာထက်ငယ်မှာလဲ21ဘိုင်း29ဘိုင်းထဲငယ်မယ်ဒါဆိုဒီမှာဖြည့်ရမယ်ဟာဒီဒီလိုလေးဖြည့်လိုက်ရုံပဲညမလားအဲ့ဒါဆိုရင်ဆရာမတို့ဘယ်ရောက်ရောက်သွားပြီလဲလေ့ကျင့်ခန်းရောက်သွားပြီလေ့ကျင့်ခန်းဒီအများကြီးရှိတယ်ဟုတ်လားတောင်ဆုံးကနံပါတ်၄လေ့ကျင့်ခန်းနံပါတ်၄ တော့ဒါလေးကိုတွေ့ကြည့်အောင်တော့အပောင်ကောအနှုတ်ကောဆိုတော့အကုန်လုံးရောထားတာဆိုတာလေးတွေ့ရအောင်ကကြီးက၃ပိုင်း၂ပိုင်းနဲ့၇ပိုင်း၃ပိုင်းပိုင်းချေတခါတဲ့အာညှိလိုက်လို့ရတယ်ကလေးတို့ရရတယ်ဆိုလို့ရှိရင်အာဒီမှာ83.27မြောက်တဲ့အဆင့်နဲ့မထည့်ရဘူးတကယ်လို့ကိုကမရဘူးဆိုရင်ထည့်လိုက်ဟုတ်ပြီနော်အဲ့တော့ဆရာမတို့တခါလေးသွားလိုက်မယ်၃ကို9နဲ့မြောက်9ကို3နဲ့မြောက်ဆိုတာအကျန်းထဲမှာပဲရေးမယ်3942အပောင်း93027ကဲပိုင်းဝေကိုလည်းမြောက်လိုက်မယ်9414 3425 6ဒါဆိုတော့ပေါင်းလိုက်လို့ရပြီ27ရေ14ရေ sorry ဆင်မတို့ဘာနဲ့မြောက်မလဲ14နော်ဆင်မ19လို့ရေးထားတယ်14ရေပေါင်း6က20ကဲ21ဘိုင်း20ဘိုင်းကိုနောက်ထပ်ဘာမှရှင်းလို့မရအောင်ဆိုတော့သူ့အတိုင်းလေးပဲထားခဲ့လိုက်ရုံပဲနောက်တစ်ခုက12ဘိုင်း5ဘိုင်းနဲ့10ဘိုင်း3ဘိုင်းကဲဘိုင်းချင်းကြီးမယ်သူ့ဘယ်လောက်ထားလို့ရမလဲ ဟုတ်ပြီနော်အဲ့ခါကျတော့သူကို846ဆိုစနစ်ကမရတော့ဟုတ်ပြီနော်834ဆိုလို့ရှင်ကြတော့စနစ်နလီ24ရတယ်ဆိုဆရာမတို့ဘုံပိုင်းချေ24ထားလိုက်မယ်ပိုင်းချေကိုနည်းနည်းမြောက်တဲ့အတွက်ကြောင့်မလို့ပိုင်းရွေကိုလည်းနည်းနည်းမြောက်မယ်ငားနလီ30အဲပိုင်းချေကိုသုံးနည်းမြောက်တော့ပိုင်းရွေကိုလည်းသုံးနည်းမြောက်မယ်334ကဟုတ်ပြီနော်ကဲဒါဆိုရင်ပေါင်းလိုက်တော့မယ်24 30ရဲ့9ရဲ့က19 ရသွားပြီဟုတ်ပြီနော်အဲ့တော့ကိုကအစ်စ်နေထည့်ခြင်းနဲ့မမဟိုမမကြောက်တယ်ဆိုလို့ရှိရင်ဒီမှာရော24ပိုင်းချေရပြီဆိုရင်30အပေါင်းကိုဆိုတဲ့အစ်စ်နေကိုထပ်ထည့်လို့ရသေးတယ်ဟုတ်ပြီနော်ကားငယ်က3ပိုင်း2ပိုင်းအပေါင်း6ပိုင်း5ပိုင်းကဲပိုင်းချေညှိလိုက်မယ်ပိုင်းချေ6ထားလို့ရတာပေါ့ဟုတ်လားဆိုတော့3ကိုနည်းနည်းမြောက်မယ်6ကတော့6တလီ6ဆိုတော့ရသွားရောဒီ6ပိုင်း5ပိုင်းอ่ะပိုင်းချေညှိစရာမလိုတော့3တလီ6နှစ်ကိုလည်းနည်းနည်းမြောက်မယ်နှစ်တလီ ဆိုတော့ပေါင်းလိုက်တော့6ပိုင်း9ပိုင်းကဲဒီမှာရောက်တဲ့ခါကျတော့အရှင်းဆုံးပုံစံပြောင်းလို့ရပြီသူဒီအရှင်းဆုံးပုံစံမဟုတ်သေးဘူးဒါကြောင့်မလို့3 4 6ဆိုတော့2ပိုင်း3ပိုင်းကဲဒီမှာရောပိုင်းဝေးကြီးတယ်ပိုင်းဝေးကြည့်လို့ရှိရင်ဘာလို့ပြရမလဲအရှင်းဆုံးပုံစံပြောင်းပြီးပြီပြောင်းပြီးပြီဆိုတော့နောက်ထပ်ဘာလို့ရမလဲဆိုတော့အပိုင်းကင်းရောပုံစံနဲ့ပြောင်းပြီးပြီပြရမယ်တလီပဲဝင်လို့ရတယ်နှစ်တလီနှစ်အကျွင်းကတက်ကြံမယ်ဆိုတော့နင်းနှစ်ပိုင်းတစ်ပိုင်း နောက်တော့ကျွန်တော်တို့ဂါကြီးကိုရောက်သွားပြီ။ဂါကြီးက72ပိုင်း71ပိုင်းအပေါင်း4ပိုင်း3ပိုင်းကဲပိုင်းခြေဘလောက်ထားလို့ရလဲစဉ်းစားကြည့်အောင်။စနစ်ထားလို့ရတယ်ဆိုစနစ်တလီ72 71တလီ71လေးကြတော့လေး3လေး7 3 3လေး9ဆိုတော့လေး3လေး7 3 3လေး9ညမနော်ဒါကကျွန်မအကျန်းရေးထားတာနော်ဒါတော့ထည့်ရေးစရာမလိုဘူး နောက်တော့ပိုင်းချေတူသွားပြီဆိုတော့ပေါင်းလိုက်မယ်စနစ်17ရက်9ရက်ပေါင်းတော့20သူ့ကိုအရှင်းဆုံးပုံစံပြောင်းလို့ရတယ်ဒါသည်အရှင်းဆုံးပုံစံမဟုတ်သေးဘူးဆိုတော့4 3 2 4 5 20 3ပိုင်း5ပိုင်းကဲ9ကို3နဲ့စားလို့မရဘူးလားရရတယ်3မရလို့ရှင်စားပါတော့3 3 3နှစ်ချင်းဆိုတော့ဘယ်လိုရေးမလဲပိုင်းခြေကိုရင်ရေးလိုက်3ဒီကရှေ့ရရထားတာဆက်လက်ဒီရှေ့မှာရေးမယ်အကျွင်းနှစ်ကိုအောက်မှာရေးမယ်ညပြီနော် နောက်တော့ငါ15ဘိုင်4ဘိုင်အပောင်းနဲ့5ဘိုင်2ဘိုင်ကဲဒီလိုပုံစံကြတော့ဆရာမတို့ကဒီရှေ့ရတစ်တွေနှစ်တွေကိုပေါင်းလိုက်မယ်အဲ့တော့ဒီမှာလက္ခဏာဒီအပောင်းရှိတယ်ဟုတ်လားကြံနေတဲ့အပိုင်းကိန်းက15ပိုင်း2ပိုင်းအပောင်း5ပိုင်း2ပိုင်းလို့ရပြီနော်ကြက်တည့်ရနေရပေါင်းတာက3ဟုတ်လား နောက်တစ်ခုကကြတော့ဆက်ပေါင်းလိုက်မယ်သူ့ကိုပိုင်းချင်းညှိလိုက်တဲ့အခါမှာ15ထားလို့ရ9345ဆိုတော့ဒါက15ပိုင်းနဲ့ပိုင်း9345ပိုင်းချင်း15နှစ်ကိုလည်း3နဲ့မြောက်တော့နှစ်3 4က6ဟုတ်ပြီနော်ဆိုတော့3အပေါင်း15ပိုင်းနေ6ရက်နာနေ့ရက်က10ဆိုတော့15ပိုင်း10ပိုင်းသူ့ကိုဆရာမတို့ဆက်ပြီးတော့မှရှင်းလို့မရတော့ဘူးဟုတ်လားအဲ့တော့ဆရာမရဲ့ဒီမှာ ဒီမှာကနှစ်ဖြစ်နေတယ်။ဆိုတော့ဒီလိုလေးရမှာပေါ့၄ရက်၆ရက်ကတက်စဲဆိုပြီးရမယ်ဟုတ်လားမိကုန်ကူလာဒီကနေကြည့်ကိုလွဲသွားတယ်။ဆိုတော့ဒီမှာ9နဲ့လီတက်စဲ9395ဆိုတော့3အပောင်း3ပိုင်း2ပိုင်းရမယ်3 3ပိုင်း2ပိုင်းဆိုပြီးရမယ်ဟုတ်ပြီနော်နောက်တော့စာလုံးနေ5ပိုင်း3ပိုင်းအပောင်း3 20ပိုင်း73ပိုင်းကဲပေါင်းမယ်နေ့အပေါင်း3အပေါင်းဆိုတော့5ပိုင်း3ပိုင်းနဲ့20ပိုင်း73ပိုင်းနဲ့ပေါင်းမယ်ဟုတ်ပြီနော်နေ့နဲ့3နဲ့ပေါင်းတာကငါကဲပိုင်းချင်ညိမယ်ဘယ်လောက်ထားလို့ရလဲ20ထားလို့ရတာပေါ့ဆိုတော့9ကိုဘာနဲ့မြောက်လဲ4နဲ့မြောက်မယ်3ကိုလည်းပဲ4နဲ့မြောက်9လေးလီ20 3လေးလီ10နဲ့အပေါင်း20ဒါက73ဆိုတော့ ပိုင်းချီရ20ရသွားပြီစနစ်ပေါင်း73က25ဆိုတော့သူ့အရှင်းဆုံးပုံစံပြောင်းလို့ရတယ်။ငါးလေးလီ20ငါးငါးလီ25ဆိုတော့၄ပိုင်းငါးပိုင်းကဲပိုင်းဝေရာကြီးတော့သူ့ကိုစားလို့ရသေးတယ်။လေးတလီလေးတကျန်ဟုတ်လားဆိုတော့၄လေးပိုင်းတစ်ပိုင်းဟုတ်လားနော်ငါးရဲ့တရဲ့ပေါင်းလို့ရတယ်ငါးရဲ့တရဲ့က6ဆို6လေးပိုင်းတစ်ပိုင်း နောက်တစ်ခုက9ဘိုင်း6ဘိုင်းအနုံ3ဘိုင်း2ဘိုင်း။ကဲဘိုင်းခြေဘယ်လောက်ထားမလဲ ?27 93 27 3927 9ကို3နဲ့မြောက်3ကို9နဲ့မြောက်ဆို93 27 3ခုနဲ့လီ27ဘိုင်းခြေကိုမြောက်တော့ဘိုင်းဝေကိုလည်းမြောက်63 28 9နဲ့လီ14ကဲနှုတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့27 28ထဲကအာဒီ14ကိုမြောက်လိုက်တော့4ဆိုတော့27ဘိုင်း4ဘိုင်း။နောက်တစ်ပုတ် ၉ပိုင်း၅ပိုင်းအနုပ်၅ပိုင်း၂ပိုင်းကဲသူတို့နှစ်ခုအတွက်ပုံပိုင်းချေဘလောက်ထားလို့ရလဲ၄၅ပဲရမယ်ဟုတ်ပြီနော်၉၅လီ၄၅၅၉လီ၄၅၉၉၅နဲ့မြောက်တယ်၅ကို၉နဲ့မြောက်တယ်ဆိုတော့ပိုင်းဝေဖြစ်တဲ့၅ကိုလည်း၅၅လီ၂၅မြောက်မယ်နှစ်ကို၉နဲ့မြောက်မယ်နှစ်၉လီက၁၈55 25တဲ့ရ18ကိုနှုတ်လိုက်တော့9ဒါအဖြေပဲဟုတ်ပြီနော်နောက်တစ်ခုဇာမြင်းဆွဲ25 30ဘိုင်း9ဘိုင်းအနုတ်6ဘိုင်း9ဘိုင်းကဲနှုတ်လိုက်မယ်။နှုတ်မှာဖြစ်တဲ့အတွက်ကြောင့်ပိုင်းချီညိမယ်။33လေး30 65လေး30ဟုတ်လား69နဲ့မြောက်ဆိုတော့30ရသွားရောဆိုတော့ပိုင်းဝေကိုလည်းမြောက်လိုက်မယ်9ကို3နဲ့မြောက်9ကို9နဲ့မြောက်ကို3လေး28 99လေး25ဆိုတော့ပိုင်းချေ30 28ကနဲ့25ကိုလုံးလိုက်တော့2ကျင်းမယ် ။ဟုတ်ပြီနော်။အဲ့တော့သူ့ကိုရှင်းဆုံးပုံစံပြောင်းလို့ရတယ်။နှစ်တလီနှစ်နှစ်15လီ30ဆိုတော့အဖြေသည်15ပိုင်း2ပိုင်း။ညမနော်။နောက်တော့ည။ 3ပိုင်း2ပိုင်းအနုံ21ပိုင်း5ပိုင်းဆိုတော့ပိုင်းခြေဘယ်လောက်ထားလို့ရမလဲပိုင်းခြေ21ထားလို့ရတယ်ဒါ21ပိုင်း5ပိုင်းကမြောက်เสียမလို့တော့ဆိုတော့3ခုနဲ့လေး21ဆိုတော့3ကိုခုနှစ်နဲ့မြောက်နှစ်ကိုလည်းခုနှစ်နဲ့မြောက်နှစ်ခုနဲ့လေး24ကြည့်ဒါဆိုနှုတ်လိုက်မယ်21 24တဲက5ကိုနှုတ် ကိုကြံမယ်ဒါဆိုသူတို့အရှင်းဆုံးပုံစံပြောင်းလို့ရတယ်339ကို3921ဆိုတော့9ပိုင်း3ပိုင်းနောက်တစ်ခုတက်တလင်းချိတ်330ပိုင်း9ပိုင်းအနုတ်16ပိုင်း2ပိုင်းကဲဒါမျိုးပုံစံတွေကြတော့နှုတ်လို့ရလားမရအောင်လားဆိုတော့ဆရာမတို့အရင်ဆုံးစဉ်းစားကြည့်ရအောင်ဟုတ်တယ်နော်နှုတ်လို့ရတယ်ဆိုလို့ရှိရင်တော့ဆရာမတို့ဒီတိုင်းပဲနှုတ်သွားမယ်အဲ့တော့ဒီပုံစံမှာကြတော့သူ့ကို6ကိုကြတော့9နဲ့မြောင်းမယ် 65လေ30 10ကိုကျတော့3နဲ့မြောင်မယ်33လေ30ဆိုတော့93လေ27နော်15လေကျတော့ငါကဲဒါဆိုသူကနှုတ်လို့ရတယ်နှုတ်လို့ရတယ်ဆိုဆီယမ်မဒီတိုင်းပဲနှုတ်လိုက်ရုံပဲ3ဝန်းနှုတ်7ကဒီတိုင်းနှုတ်မယ်ပြီးရင်ဒီကအပေါင်းဒီက10ပိုင်း9ပိုင်းအနှုတ်6ပိုင်း2ပိုင်းနော်ဒါစဉ်းစားကြည့်ရမှာနော်ကဲဒါဆိုရင်3ဝန်းနှုတ်7က200တယ်အပေါင်းပိုင်းချိန်ညိလိုက်တော့33လေ30 93လေက27အနှုတ်65လေက တင့်ငါလီကငါပြတာဆိုတော့နှစ်အပေါင်း30 21ထဲကငါ့ကိုနှုတ်လိုက်ဟုတ်ပြီနော်တော့21ထဲကငါ့ကိုနှုတ်လိုက်တော့16တို့အရှင်းဆုံးပုံစံပြောင်းလို့ရတယ်နှစ်ရှိလီ16ဟုတ်လားနေ15လေး30ဒါဆိုရင်နေ15ပိုင်း10ပိုင်းဆိုတခါလေးဖြစ်ရတော့သူ့ကိုထပ်ပြီးတော့မှရှင်းလို့မရတော့ဘူး နောက်တစ်ပုတ်က3-5ပိုင်း2ပိုင်းအနုံ2-9ပိုင်း5ပိုင်းခဲ့ဒါဆိုရင်သူ့ကိုဆင်မလို့3အနုံနဲ့ပြီးတော့ကြံတာနှုတ်ကြည့်လို့ရှင်ရလားဆင်မလို့အဲဒီအပိုင်းချင်းကြီးပြီးတော့ကြည့်ကြည့်လိုက်မယ်နော်9 9လေးက35 9.5လေးက35နှစ်ကိုကလည်း9နဲ့မြောင်းမယ်9နဲ့လေးက14 9ကိုကြတော့99လီ25ဆိုတော့မရအောင်မရတဲ့ခါကျတော့ဆရာမတို့ဘာလို့ပြရမလဲ35ပိုင်း2ပိုင်းကိုခွဲပြရမယ နဲ့နဲ့တင်းနဲ့ခွဲပြီးတော့မှဒီလိုလေးလုပ်ပေးရမယ်။ဒါဆိုဒီဘက်ကတစ်ကိုသူ့ကိုပေးလိုက်ရောပေးလိုက်တဲ့ခါကျတော့ဆမရစီမှာနှစ်ကျင်တယ်။ငါးတလီငါးငါးရဲ့နှစ်ရဲ့က9ဆိုတော့နှစ်ငါးပိုင်း9ပိုင်းကျင်မယ်။ဟုတ်ပြီနော်အဲ့လိုလေးပြောင်းပေးလိုက်မယ်။ဆိုတော့နှစ်ငါးပိုင်း9ပိုင်းအနှုတ်နှစ်9ပိုင်းငါးပိုင်းဆိုပြီးတော့ရသွားရော။နော်ဆိုနေနှုတ်နှစ်ဆိုပြီးရေးလိုက်မယ်နှစ်ထဲကနှစ်ကိုနှုတ်မယ်ပြီးတော့လက္ခဏာတော့အပေါင်းလာမယ်ဒီနှစ်ခုကြားတဲ့အပေါင်းရှိလို့ဟုတ်ပြီနော် ့ကငါးပိုင်းခုနှစ်ပိုင်းအနုခုနှစ်ပိုင်းငါးပိုင်းနှစ်ထဲနှစ်ကုန်တော့၃ညဆိုတော့ရေးခြင်းလဲရေးမရင်လဲရတယ်ဆိုတော့ဆင်မပိုင်းချိန်ကြီးမယ်ငါးခုနှစ်လီ35ခုနှစ်ငါးလီ35ဆိုတော့35ခုနှစ်ခုနှစ်လီက49ခုနှစ်ငါးလီ35ငါးငါးလီ25ရတယ်နော်ဆိုတော့ 30နဲ့9ရပြီ49အနှုန်း25 49ရက်25အနှုန်းတော့က24ကဲသူ့ကိုဘာနဲ့ရှင်းလို့ရလဲ24ဘိုင်35ဘိုင်24ဘိုင်ကိုဘာနဲ့မှရှင်းလို့မရတော့ဟုတ်ပြီနော်နောက်တစ်ခုအဲ့တော့ဒါကိုဆင်မညီမချင်းကိုဒီဘက်ထားပြီးတော့မရှိတော့ဒီဘက်မှာဆင်မနေရာနည်းနည်းလေးပဲကျန်တော့လို့ဟုတ်ပြီနော်ကလေးတို့ကတော့ညီမချင်းကိုဒီဘက်ထားပြီးရေးပါဂွင်းပါလာလို့ရှင်ဒီဂွင်းကိုဆင်မတော့အရင်ရှင်းပေးရမယ်ဆိုတော့ဒီ130ဘိုင်းတစ်ဘိုင်းကိုဆင်မဒီတိုင်းခဏလေးထားလိုက် ဒီဂရင်းကိုအရင်ရှင်းလိုက်ရအောင်ဟုတ်ပြီနော်အဲ့ဒီဂရင်းကိုရှင်းဖို့ရတဲ့ဘိုင်းချင်းဒီရှစ်ရဲ့အနည်းရယ်ဆိုရှစ်ထားလို့ရတယ်ရှစ်ဘိုင်း၅ဘိုင်းအောင်ရှင်းမလို့မပြောင်းတော့ဘူးနှစ်ကိုလေးနဲ့မြောက်မယ်တစ်ကိုလည်းလေးနဲ့မြောက်လိုက်မယ်နောက်ဆိုရင်နှစ်လေးလီရှစ်တစ်လေးလီလေးဆိုရရသွားရောဆိုတော့ဒီမှာတစ်30ဘိုင်းတစ်ဘိုင်းအနုပ်ရှစ်နော်ငားတရလေးကိုနှုတ်လိုက်တော့တက်ဆိုခွင်းကပြုတ်သွားရောဆက်မလို့ဒီခွင်းကိုရှင်းတာရှေ့ပိုင်းတစ်ပိုင်းရတယ်ဒီအနုပ်ကဒီမှာရှိတယ်။ဒါဆိုရင်ဒါကိုဆက်ပြီးတော့ရှင်းရမယ်ဟုတ်ပြီနော်။ ဆိုတော့ဒီမှာလည်းပဲဆရာမတို့က30 10နဲ့8နဲ့က30လေးလေး48 9လေး40ဟုတ်တယ်နော်တစ်ကိုလေးနဲ့မြောင်းရမယ်ပြီးတဲ့ခါကျတော့ဒီ9ကိုတစ်ကို9နဲ့မြောင်းရမယ်ဆိုတော့မနှုတ်နိုင်မနှုတ်နိုင်လို့ဆိုရင်ဆရာမတို့ကဒီ30တလီ30နော်30ရဲ့တစ်ရဲ့ပေါင်းတော့71ဆိုတော့တွားလိုက်မယ်တစ်ခါလေအဲ့လိုမျိုးတွားလိုက်မယ်ဟုတ်ပြီနော်အဲ့ဒီခါမှာဆရာမတို့ကနှုတ်လို့ရသွားပြီဆိုတော့30လေးလီက40 71လေးလီက44အနုတ်85လီက40တင်း5လီက9 ညပြီနော်ကဲဒါဆိုတော့40တဲကနေဘောင်းတော့မှာလေ sorry 44တဲက9အောင်လုပ်လိုက်တော့30ကိုကဲဒီမှာ4ပိုင်း3ပိုင်းအနုံ3ပိုင်း2ပိုင်းအနုံ10ပိုင်း3ပိုင်းကဲပိုင်းချေဘလောက်ထားမလဲစဉ်းစားကြည့်အောင်တကယ်လို့တရားဆမ်မရဝါသူ့ကို10ထားမယ်ဆိုရင်ကြတော့4နဲ့4ရှစ်တော့ရတယ်ရှစ်တယ်လီရှစ်ရတယ်3ကိုမရအောင်ဆိုတော့တကယ်လို့ဒါဆမ်မရဝါ3လေးလီစနစ်ထားမယ်ဆိုရင်လည်း10ကမရအောင်ဆိုတော့10 3လီ24ထားမယ် ရှစ်ရက်သုံးရက်အတွက်အဆင်ပြေပြီရှစ်သုံး24သုံးရှစ်လေး24 400 46 24ဆိုတော့အားလုံးအတွက်အဆင်ပြေတယ်ဆိုတော့၄ကို6နဲ့မြောက်မယ်3ကို3ရှစ်လေး43လေးပေါ့နော် sorry 63လေး24နော်၄၆၄၂၄၃၆နဲ့မြောက်မယ်၆၃၄၁၈၈၃၄၂၄၈တလီက၈၈၃၄၂၄ 334 3ပဲပိုင်းချင်အမြောက်တော့ပိုင်းဝင်ကိုလည်းမြောက်တယ်ကဲဒါဆိုလို့ရှိရင်2468အနုပ်6အနုပ်9ဆိုတော့78ထဲက8ကိုနှုတ်လိုက်တော့ဘလားလဲ10 10ထဲက9ကိုနှုတ်လိုက်တော့1ဆိုတော့24ပိုင်းတစ်ပိုင်းဆိုလို့ရမယ်နောက်တစ်ခုနာကြည့်နေ3ပိုင်းတစ်ပိုင်းအပေါင်း1 6ပိုင်း5ပိုင်းအနုပ် နှစ်နှစ်ပိုင်းတစ်ပိုင်းကဲဒါဆိုရင်ဆမ်မတို့ဒီရှေ့ကနှစ်တွေတစ်တွေကိုရှင်းလိုက်တော့မယ်နှစ်တွေရှစ်တစ်တွေကိုရှင်းပါသည်နှစ်အပေါင်းတစ်အနုံနှစ်ဒီလိုရှိဟုတ်ပြီနော်ပြီးရင်ဒီကြားရတဲ့လက္ခဏာအပေါင်းပြီးမှနောက်ကအပိုင်းကိန်းကိုရှင်းအပိုင်းကိန်းဒီ၃ပိုင်းတစ်ပိုင်းအပေါင်းနော်ကျန်တဲ့အပိုင်းကိန်း၃ပိုင်းတစ်ပိုင်းအပေါင်းဒီမှာ၆ပိုင်း၅ပိုင်းကျန်နေအနုံနှစ်ပိုင်းတစ်ပိုင်းဆိုပြီးရမယ်ဆိုတော့သူ့ကိုရှင်းလိုက်တာကနှစ်အပေါင်းတက်က3၊3ဝန်းနှုတ်နှစ်က1ဆိုတော့ရှေ့မှာတက်ကြတယ် သူ့ကိုဆံမတော့ပိုင်းချင်ညိလိုက်မယ်ဘယ်လောက်ထားမလဲ6ထားလို့ရတယ်ဆိုတော့6ထားမယ်3ဝင်နေနေမြောက်3နဲ့4 6ပိုင်းဝင်ကိုလည်းနေနေမြောက်1နဲ့4 2 6ကို1နဲ့မြောက်6တက်လေး6 6ပိုင်း5ပိုင်းအနှုတ်2ကိုကြတော့2 3လေး6 1 3လေး啊3ညပြီနော်ပိုင်းချုံမြောက်ရင်ပိုင်းဝေကိုလည်းမြောက်ပေးရမယ်1အပေါင်းကဲသူ့ကိုရှင်းမယ်6နဲ့ပေါင်းကအနှုတ်3ကဲနဲ့ပေါင်းကဒီ9 ခုနှစ်ထဲက3နှုတ်တော့ဘယ်လောက်လဲ4ပေါ့ဆိုတော့6ပိုင်4ပိုင်းကျန်ဆိုတော့သူ့ကိုဆင်မလို့အရှင်းဆုံးပုံစံပြောင်းလို့ရတယ်နှစ်နဲ့လေးလေးနှစ်သုံးလေး6ဆိုတော့အဖြေဒီတည့်ရပေါင်း3ပိုင်း2ပိုင်းနောက်ဆုံးရှင်းလိုက်တော့တည့်3ပိုင်း2ပိုင်းဆိုဆင်မဒီဘက်မှာရေးလိုက်မယ်တည့်3ပိုင်း2ပိုင်းရပြီနော်ခင်ဗျာဆိုလို့ရှိရင်ဆင်မတို့ဒီအခန်း30ကအကုန်လုံးပြီးသွားပြီဟုတ်ပြီနော် ဲ့တော့ကလေးတို့အနေနဲ့မိကျင်နာရှိရဲဆိုရင်လည်းဒီဆံမျက်နှာနဲ့တကွာအခန်းဝဆံမျက်နှာရောလေ့ကျင့်ခန်းလေ့ကျင့်ခန်းနံပါတ်တွေဆိုရင်လည်းနံပါတ်တွေကိုပြောခဲ့ပေးပါအဲ့ဒါမှလည်းဆရာမပြန်ပြီးတော့မှဒီရှင်းပြရတာအဆင်ပြေမယ်ပေါ့နော်အဲ့တော့ဆရာမရှင်းပြတဲ့ထဲမှာလိုအပ်တာရှိရင်လည်းပြန်ပြောခဲ့ပါအဲ့တော့ဆရာမဒါလေးပြန်ပြင်ပြီးမှပြန်တင်ပေးပါမယ်ခုလိုဆုံးထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် like subscribe share လုပ်ပေးပါရှင်